ဟာ तू ကတော်တော်စိတ်ရှိတာဘာလို့ဖုန်းမကင်တာလဲလို့ तू ဖုန်းကင်တဲ့အခါကျရင်ပြီးမယ်တဲ့အရင်စိတ်ရှိတာကင်နေတည်းသူစောင်းမှာဟောအဲ့တော့မှ तू ကစိတ်ဟိုဟာဖြစ်ပြီးတော့တခုထားလုံးမယ် तू ကကြားရပါကွာဘယ်တော့ကြားမလဲတော့မသိဘူးဖုန်းကင်တဲ့အချိန်ကြည့်တော့စူးစမ်းဆက်အောင်မှာကင်တော့မှမေးမယ်ဘာလို့ဟောကလေးတွေပါရရပြန်ရောက်လာတယ်အဲ့လိုဂိမ်းကြီးထဲမှာကစားရတဲ့အပိုင်းတွေမှာစိတ်ကြီးခဲ့စရာအပိုင်းတွေအများကြီးပါတယ်ဘောနော်ဆိုတော့ကကြောင့်သူတို့သူတို့တွက်ကတာက ဂိတ်ရှိုးပြိုင်နေတဲ့ကိုသူတို့မျက်နှာလေးတွေကိုမြင်ရတာဟိုပရက်ရှာပြိနေအောင်ဗောနော်အဲ့တော့ကျွန်တော်အနေနဲ့ကလည်းဘာမှကူညီပေးလို့မရအောင်ကျွန်တော်လည်းကြုံမသိဘူးဗောနော်ဒါပေမဲ့ကျွန်တော်ကဂိမ်းရောက်ပြီဆိုတာနဲ့ကျွန်တော်ကအမှတ်ပေးလို့ရတဲ့အရာဆိုလို့ရင်ကျွန်တော်အားလုံးအမှတ်ပေးချပလိုက်တယ် ဒေဝီမီစီဇန်မှာကတော့ကျွန်တော်ဒါအမှစီဇန်1နဲ့ကကျွန်တော်ပါဝင်ဖြစ်လို့ပဲဒါပေမဲ့ကျွန်တော်ဒက်ကွီရက်ကလေးတွေကအနည်းလေးအဆင်မပြေဖြစ်သွားတဲ့အခါကျတော့စီဇန်1မှာကျွန်တော်ပုံရင်းလေးရဲ့ special guest အနေနဲ့ကျွန်တော်ပါဝင်ပြီးတော့ဖြောပြခဲ့တယ်ဒီစီဇန်2မှာတော့ကျွန်တော်ဟောသက်သက်ဒီတော့ပါကျင်လို့ကျွန်တော်အချိန်ပေးပြီးတော့ရိုက်ကူးပြခဲ့လို့အဓိကကတော့ဒီသူတို့နဲ့ကျွန်တော်မမွေတခုကိုဖန်တီးခြင်းနဲ့ပြီးတော့အာဒီကိုပါဝင်လာတဲ့ မြန်မာလေးတွေအနေနဲ့ကလည်းဒါ TV ချိုးတွေမှာတို့အနေနဲ့ပါဝင်ပြီးတော့ဒါတို့မိသားစုတွေအမှတ်ရပြန်ကြည့်တဲ့အခါမှာလည်းပီတိဖြစ်ရမယ်။ဘာပဲဖြစ်ဖြစ်အဲ့လိုအစီအစဉ်ဟိုအရင်ကောင်းတယ်ပေါ့နော်။ကျွန်တော်လည်းဒီထဲမှာဒီတစ်ခေါက်ကဂိမ်းကြီးကကျွန်တော်ကိုယ်တိုင်နဲ့ပါဝင်ပြီးဆော့မှာဆိုတော့ကျွန်တော်လည်းဂိမ်းဆော့ကြည့်လို့ပါဝင်ပြီးခဲ့တာပေါ့။ဆိတ်လို့ရှာတာပေါ့။အဓိကကတို့ကျွန်တော်ဝီလက်တွေဒီထဲမှာအများကြီးပဲပါအများကြီးပဲပါတဲ့အချိန်မှာတို့ကအဲ့လိုမျိုးလေး ကျွန်တော်အဲ့လိုမျိုးတက်တက်ခေါင်းဆားတာဗျာသိလားကျွန်တော်တို့မယွေးမယွေးဘူးလို့အစီအစဉ်ကဘာလို့မယွေးရလဲမသိဘူးလို့အဲကျွန်တော်ကျွန်တော်အစီအစဉ်တော့တော့ဘာလို့ကျွန်တော်ကျွန်တော်ပြည်သက်တွေကို ဟိုဝီလက်ပြဲလူတယောက်မှမပေါင်းတော့လို့မပေါင်းဆိုကျွန်တော်လည်းရွေးချယ်လို့ပြောလို့မရပါဘူးဒါပေမဲ့ဘာဖြစ်လို့ကျွန်တော်ဝီလက်တွေမပါရတာလဲပေါ့နော်ဟိုဒါသူတို့ online ပုံတင်နေဟိုကဒီ online မှာဟိုဟာဟိုလည်းပေါင်းတင်ပြီးတော့ရတော့အမှန်တကယ်တော့မဟုတ်ဘူးသူတို့တသက်ကောင်းစားကျွန်တော်သူတို့ကအဲ့ season မှာရွေးခံပြီးနေပြီဒါပေမဲ့ကျွန်တော်အော်ကိုကိုပရိသတ်တွေဝီလက်တွေတွေကမပါဘူးလားပေါ့စိတ်မကောင်းဖြစ်နေတာ တကယ်တမ်းတော့တို့ကဒီလူတွေထုတ်တော့မှဟောအကိုတဲ့တမီးတို့ပါတယ်ဆိုပြီးတော့ကျွန်တော်ကို surprise တိုက်သွားတာပေါ့နော်အစတော့ကျွန်တော်ကိုပရိသတ်တွေဒါဆယ်နှစ်လောက်လက်တွဲခဲ့တဲ့ပရိသတ်တွေထက်လျှားတွေမပါဘူးဆိုတဲ့အခါကျတော့စိတ်မကောင်းတော့ဖြစ်တာနောက်တော့မှတသက်တို့ကကျွန်တော်ကိုကောင်းပြန်စားဟုတ်တယ်အရင်ငပျော်ကြီးရေတို့တွေအကုန်လုံးကလည်းပျော်ကြတာဒီ season ကဒါပါဝင်တဲ့ညီမလေးတွေကိုယ်တိုင်မဟုတ်ပဲနဲ့အဲကျွန်တော်တို့တော့မှဒါစိတ်လှရှားမှုတွေ emotion တွေအများကြီးဖြစ်တယ်အာပြီးတော့ ဟိုချက်ချင်း gain ဆော့ရဲ reset ထွက်လာချက်ချင်းထွက်လာဆိုတဲ့ခါကြတော့လေဖြစ်ပြတည်းရန်တော့မြန်တယ်အဲဒါပေမဲ့ gain ရဲ့ challenge ဖြစ်တယ်ပြီးတော့ဟိုကျွန်တော်အကြောင်းနေတိနေုံနဲ့လည်းမပြီးဘောเนาะသူကိုယ်တိုင်ကဟိုကိုစမ်းညံစမ်းရှိမှာပဲဒီနောက်တစ်ဆင့်ကိုတတ်နိုင်တာဘောเนาะဆိုတော့ခါကြတော့ဟိုဒီတစ်ခေါက်ဒေးဝင်မီစီစဉ်ဒုက1နဲ့တော့အတူညီတဲ့အပိုင်းကြီးအများကြီးတွေ့ရမှာဖြစ်ပါတယ်။ဟုတ်ကဲ့။အမ်သူတို့ကိုယ်စားစိတ်ပူတာတွေကတော့ ဒီစီဇန်လွှင့်လွှင့်ချင်းတွေ့ရပါလိမ့်မယ်ကျွန်တော်ဟာဒီဂိမ်းကြီးထဲမှာကစားတဲ့အပိုင်းတွေမှာစိတ်ကြီးခဲ့စရာအပိုင်းတွေအများကြီးပါတယ်ပေါ့နော်ဆိုတော့ကကြောင့်တို့တို့တက်ကတာဂိမ်းရှိုးပြိုင်နေင်းနဲ့ကိုတို့မျက်နှာလေးတွေကိုမြင်ရတာဟိုက pressure ပြည်နေအောင်ပေါ့နော်အဲ့တော့ကျွန်တော်အနေနဲ့ကလည်းဘာမှကူညီပေးလို့မရအောင်ကျွန်တော်လည်းကြုံမသိဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်ကဂိမ်းကြီးရောက်ပြီဆိုတာနဲ့ကျွန်တော်ကအမှတ်ပေးလို့ရတဲ့အရာဆိုလို့ကျွန်တော်အားလုံးအမှတ်ပေးချပလိုက်တယ်ဆိုတော့ကျွန်တော်သာဒီရှိုးကို ဆုံးဖြတ်ချက်ချနိုင်မယ်ဆိုရင်အဲ့ဆယ်ယောက်လုံးကတယောက်မှပြုတ်မှာမဟုတ်တော့အဲ့တော့ဒါမဲ့လည်းခုနပြောသလိုကျွန်တော်ကကုညီပေးလို့ရတဲ့အပိုင်းတွေပါပဲမဲ့လေသူတို့ရဲ့ကံကြမ္မာအရာအမတ်ရော့သွားတဲ့အပိုင်းတွေကြောင့်ကျွန်တော်ဘာမှလုပ်ပေးလို့မရတော့ဘူး။ဒီထဲမှာကျွန်တော်ကတော့အများအားဒီဂရုတွေမှာအများအားပြောပြတဲ့စကားဟိုယင်းနဲ့ရှိပါတယ်။အဓိကကတော့ကျွန်တော်ကျွန်တော်ကျွန်တော်ပြည်သက်တွေကကျွန်တော်အများအားဟိုယင်းနဲ့ပြောတဲ့စကားတစ်ခွန်းရှိရဲ့ဘယ်တော့မှ အဲ့လိုရမဖြစ်ဖို့ပေါ့နော်ရမဖြစ်ဖို့စကားမများဖို့ကျွန်တော်ကျွန်တော်နဲ့ပတ်သက်ပြီးဟိုယနေ့ပြောခဲ့မှုကရှိတယ်ကျွန်တော် online ပေါ်မှာဘယ်လိုပဲပြောဆိုခံနေရတာအဲ့လိုကိစ္စရှိနေတိုင်းအောင် comment သွားရေးရေးလို့မရဘူးပေါ့နော်မရေးရဘူးတရားရောက်ကကျွန်တော်ကိုမားတယ်မှန်တယ်လာပြောနေရင်လည်းပြန်ပြီးတော့ ဟိုရန်ရန်မတွေ့ရဘူးပြန်ပြီးတော့မရှင်းပြနဲ့အဲ့လိုမျိုးအငင်းပွားမကိစ္စတွေအကုန်လုံးကျွန်တော်က we left တွေအကုန်လုံးအဲ့လိုမျိုးခွင့်မပြုတာဘူးပေါ့နော်ဆိုတော့ဒီအစီအစဉ်ကိုလည်းလာပြန်တဲ့ခါမှာစိတ်ပေါ်အစင်သစ်ထားပြီးတော့ပြင်ဆင်လာကြဖို့ပေါ့နော်ဒီအစီအစဉ်မှာအစီအစဉ်ဆိုရင် show ရဲ့အလဲအပြောင်းတွေရှိတယ် show ရဲ့အစီအစဉ်သဘောတရားအရ gain တွေတီထွင်လာတာတွေရှိတယ်အဲ့ဒီပုံမှာကိုယ့် emotional ကိုမထိန်းချုပ်နိုင်ဘူးဆိုလို့ရှိရင်အစိုးရလာမပြိုင်မှုတည်းလဲကျွန်တော်ပြောရတယ်ပေါ့နော်ဘာလို့လဲဒီ show တစ်ခုကိုမယုံကြည်ဘူးဆိုလို့ရှိရင်အစိုးရမလာတာပဲကောင်းတယ်ပေါ့နော် အဲ့လိုမျိုးပြောပြီးတော့တို့ကိုတည်တည်ချာချာပြောပြီးမှဒီ game season ဝင်ပြိုင်ခိုင်းနေတဲ့ဖြစ်တဲ့အကြောင်းမလို့အားလုံးအာအဆင်ပြေပြေချွတ်ချွတ်မွမွနဲ့ပြီးသွားလဲလို့လည်းကျွန်တော်ယူဆပါတယ်။အဲ့တော့လည်းကျွန်တော်အပီတီဖြစ်ပါတယ်။ဒီ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 ဒိတ်ဝင်းမီအစီအစဉ်ကထူးခြားခြားအနေနဲ့ကတော့အဲဒါဂိမ်းရှိုးတစ်ခုလုံးမှာသူတို့ကဒီ theme သူတို့ရဲ့ theme က pastel color ပေါ့နော်။အဲဟိုမျိုးအရောင်အနုတွေပဲ တီးတန့်သွားမယ်ဆိုတော့ဟာမျိုးဖြစ်နေတယ်ကျွန်တော်ကပိုစတာရိုက်ထည့်အဲ့ဒါတော့မသိဘူးမသိတော့ကျွန်တော်ပိုစတာမှာလည်းအညူရောင်ကြီးဝက်ဝက်ထားတာပေါ့နော်အညူရောင်ကြီးဆိုတော့ကျွန်တော်တယောက်တည်းကအယောင်ကမင်းနေတယ်နော်ဆိုတော့ဝက်တက်မှာလည်းဒီနေ့ကအဲ့လိုမျိုးအယောင်အမှုလေးတွေဝက်ပေးပါဆိုလို့ဒါนูนูนูวะล่ะนี่ตึกๆตึกยันแม่นูวะล่ะนี่อ่ายันแม่นูวะยันนูวะได้อนุสงสรแล้วเราเราก็อ่าป้ายหยองกุไล่ตาวะเนาะฉันเนี่ยหยองนี่ยอกเลยอ่าตึกวุโลอเสมไม่ปีวะเนาะไอ้ตัวคาจะเรา ဂျင်းနဲ့တွဲလိုက်တော့နည်းနည်းအဆင်ပြေမယ်ထင်ပြီးတော့ကျွန်တော်ဝတ်လာခဲ့တာပါဟုတ်တယ်မြင့်မှန်ပိုင်းအောင်လဲမြင့်မှန်ပိုင်းအောင်တိတာလားဟောကျွန်တော်မတိတာမှဆိုးရည်နေတာကျွန်တော်မြင့်မှန်ပိုင်းအောင်လေးတက်ထားတာနော်မြင့်မှန်မြင့်မှန်လည်းပိုင်းအောင်လေးတော့ပါပြီလေးလို့ပဲနော်ဟုတ်တယ်နော်ဟုတ်တယ်ဟုတ်တယ်ဟုတ်မြင့်မှန်ပိုင်းမြင့်မှန်လည်းလိုက်ဖက်မှုရှိပါအောင်ကျွန်တော်ကျွန်တော်အတက်နိုင်ဆုံးတော့ကျွန်တော်ပြင်ဆင်တာပေါ့ဒါကတော့ကျွန်တော်ဟိုကျွန်တော်ပွဲနေလိုက်ဖက်အောင်လဲအများကြီးပြင်ဆင်ပြီးပြောင်းလဲဖို့ပါသူ့နေရာနဲ့လို့ ဖောင်တင်တွေကဖောင်ရည်အတွက်အရန်များတယ်။အာဒီနိုင်ငံလုံးမှာရှိရဲကျွန်တော်ပြည်သက်တွေအများကြီးဝင်ပြိုင်ပြိုင်နေကြတယ်။တချို့ဆိုလို့ရှိရင် comment တွေမှာလာရေးတယ်။အဲ့လိုမျိုးဒီနိုင်ငံခြားအနေတော်မှာဖောင်တင်တဲ့သူရှိတယ်။အာဒါပါလို့ရှိရင်ပြန်လာပြန်လာဖို့အတွက်တော့မှရည်ရွယ်ထားပြီးတော့တင်တဲ့သူတွေလည်းရှိတယ်။အဲဒါပေမဲ့ဒါကတော့ဒါက online ဘာဖောင်တင်တာဖြစ်တဲ့အတွက်ကြောင့်မို့ဒါရွေးချယ်မှုအပိုင်းကတော့ကျွန်တော်တို့ကဒါဝင်ရောက်ပြောဆိုလို့မရဘူးเนาะအဲ့တော့ခါကြတော့ show ကဒီလိုမျိုး random ရွေးချယ်ခဲ့တဲ့ အပေါ်မှာကျွန်တော်အာဒါမပါဝင်လိုက်ရတဲ့ပြိသက်တွေအတွက်လည်းစိတ်မကောင်းပါဘူးနောက်ထပ်အဲတိဆုံမှုစီစဉ်နေရှိလို့ရှိရင်လည်းကျွန်တော်ဖိတ်ခေါ်ချင်ပါသေးတယ်ပြီးတော့ဒီထဲမှာအယူချက်ခဲ့တဲ့မှာကျွန်တော်ပြိသက်တွေအပေါဝင်လာတယ်ဖြစ်တဲ့အတွက်ကြောင့်မလို့လည်းကျွန်တော်ဒီယူချက်မှုပုံမှာလည်းကျွန်တော်ကျေနပ်မှုရှိပါတယ်ဆိုတော့ဒီမပါပါပဲမဲ့လည်းကြည့်ပြီးတော့ဝင်ရောက်ပီတီဖြစ်လို့ရပါတယ်ဟုတ်